ဒီကာလာလေးကိုပြန်ရောက်သွားသလိုပဲကဲကိုလွမ်းဆွေးပြီးတော့တိဆိုရားရဲ့တခြင်းလေးဖြစ်ပါတယ်ညီမလေးတန်တဲ့အရင်လိုက်ဖက်ပါတယ်နော်ကျေးဇူးများတင်ပါတယ်မတီလာရှင်မလေးရေအမအရင်ကျေးဇူးတင်နေဆိုတာအရင်ဆုံးပြောခြင်းနေဘာဖြစ်လို့လဲဆိုတော့ညီမလေးကအကမှာတော်တော်လေးအားနေတာလေအခုတော့ဒီတခြင်းလေးမှာနော်အရန်ကိုပြီးခဲ့တဲ့အပတ်နဲ့မတူအောင်ပေါ်ဖော်မန့်စ်တွေကိုလုံးဝထူးထူးခြားခြားကြီးကိုလုပ်ပြသွားတယ် ညီမလေးဆိုွားတဲ့တခြင်းနဲ့လှုပ်သွားတဲ့ performance လေးနဲ့အရန်ဟိုချစ်ဖို့ကောင်းတာပဲအဲ့ဒီအတွက်အမကျေးဇူးတင်ပါတယ်ညီမလေးရေကျေးဇူးများတင်ပါတယ်တမီဆိုရကောင်းပါလေဒါပေမဲ့လေတမီမိုးမိုးကလေးတစ်ဖွဲ့ဝဲရတော့အဲ့မှာလေမိုးလေးတွေမိုးလေးတွေအတန်လေးတွေကနည်းနည်းလေးနှုတ်စကလေးတွေလွဲနေနော်တမီဟိုအပြည့် ဖြစ်ဖြစ်လောက်အောင်မလွဲပါဘူးတိုးတော့ပြိုင်ပွဲဖြစ်တဲ့အတွက်မီချိုးကတော့အပြစ်ကိုရှာမှာနော်မိုးကလေးဆိုတော့နည်းနည်းလေးအသမီ notes လွဲတယ်နော်အဲ့ဒါလေးပဲတတိထားဖို့တမီဟိုအဆိုးတွေမှာမားတာလည်းမရှိဘူးနော်ဟိုလွဲတာလည်းမရှိပါဘူးသို့တော့ဒါလေးတွေကတတိထားရမယ့်အချက်ကလေးဖြစ်တယ်နော်တချို့ကစာသားတစ်လုံးနဲ့ဆိုပေမဲ့အဆိုးကမားသွားလို့ကြည်အဆိုးအတန်ကမားသွားရင်အဓိပ္ပာယ်တွေလွဲလွဲသွားရတယ်နော်အဲ့ဒါလေးတတိထားနော်ကောက်ပါတယ်တမီတချို့ကျေးဇူးများတင်ပါတယ်ရှင် မြမာတန်အဖိအဖော့လေးတွေနဲ့စကလုံးပီတာအောင် ဆိုဖို့အပတ်တိုင်းသတိပေးတယ်အခုဆိုတဲ့ဥစ္စာမကောင်းလားဆိုတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့စကလုံးပီတာမှုကလိုသေးတယ်နော်ဆရာဘင်းနဲ့ဆက်ပြီးပါကြည့်ရှင်အကိုတို့လောက်ရတိုင်းလောက်ရတိုင်းမှာရွယ်ချက်ရှိရမယ်နော်အဲ့တော့အကိုတို့ဒီပြိုင်ပွဲလောက်ရခြင်းဒီအကိုတို့ကအခြားအဆိုးပြိုင်ပွဲနဲ့မတူပါဘူးနော်အခြားအဆိုးပြိုင်ပွဲကအဆိုး အဆိုကောင်းဖို့နံပါတ်1ဦးစားပေးပါတယ်အကိုတို့ကကြတော့ဟောဝန်ထမ်းနှွဲပြော်တူနိုင်အဆိုပွဲတော်ဖြစ်တဲ့ကြောင့်မလို့တူနိုင်ရဲ့ဝန်ထမ်းတည်တံ့ပြိုင်တဲ့ပွဲเนาะအဲ့တော့ဒီထက်ကနေပြီးတော့ကြတော့နောက်တစ်ချိန်မှာအဆိုတော်ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်အာဖြစ်အောင်လည်းအကိုတို့ဘက်ကပံ့ပိုးမှုတွေအများကြီးအခုလည်းလက်ရှိလည်းလှုပ်ပေးနေတယ်နောက်လည်းလှုပ်ပေးအောင်ပါဒါပေမဲ့ဖြစ်သွားတဲ့အချိန်တောင်မှเนาะဖြစ်ခဲ့လို့ဖြစ်သွားတဲ့အချိန်တောင်မှ ဟာတူနိုင်ရအစိုးတော်တွေတူနိုင်ရကလေးတွေကစီကံပိုင်းလဲတော်တယ်နော်သူတို့စီကိုပွဲငားလို့ရှင်စိတ်မပြတ်စေရဘူးဆိုတော့အတန်မျိုးပဲကြားကျင်တာနော်တူနိုင်ရဆိုတော်တွေဟမ်စီကံလည်းမလိုက်နိုင်ဘူးအချိန်လည်းမတိကြဘူးအဲ့လိုမျိုးတွေမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့အကိုကဒီနေရာမှာစီမင်းစီကံထိုင်နေနဲ့ပါရခြင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့စီမင်းစီကံကိုတော့အကိုကအာမနာစတန်ပြောရမှာအကိုရဲ့တာဝန်မှာ အကိုတာဝန်ယူထားတာကိုအကိုကအားနာပြီးတော့ထိန်ချံပြောရင်အကိုတာဝန်မကျေပဲနဲ့ဒီခုံမှာထိုင်ရတာအဓိပ္ပာယ်မရှိဘူးလို့ယူဆပါတယ်နော်အဲ့တော့နံပါတ်1ဘဲဥတော့မပါဘူးဘဲဥတစ်ချမ်းနေတော့ပါတယ်ပွိုင်းဖိုက်ပွိုင်းဖိုက်လေးတွေနော်ဒီတစ်ပတ်မှာကအမ်စိုးပါဘူးသမီးဒီထဲမှာသလိုရှိရင် report မြန်ဆန်မှုဆိုတာပါတယ် report မြန်ဆန်မှုဆိုတာဒီဝန်ထမ်းမှမဟုတ်ဘူးအပြင်လောကမှာလည်းကိုတိရဲ့တည်င်းတစ်ခုကို ချက်ချင်းတုံ့ပြန်မှုမြန်ဆန်ရမယ်ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဆောင်ရွက်ပြီးရင်ဆောင်ရွက်ပြီးရင်ဆောင်ရွက်မပြီးရင်ဆောင်ရွက်မပြီးဘူးဒါမျိုးတွေမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မှာပဲတစ်ဖက်လူကဘာဆက်လုပ်ရမလဲဆိုတာသိမှာဘာဖြစ်လို့အကူတို့ကလူအများနဲ့ဆက်ဆံရတဲ့နေရာမှာကိုယ့်ဘက်က report မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်မပေးနိုင်လို့ရှိရင်အခြေဆက်တွေလွဲကုန်နိုင်တယ်အခြေဆက်တွေလွဲရင်အထင်မှားအမြင်မှားတွေနဲ့လောက်ရက်တွေလွဲသွားနိုင်တယ်နော်အဲ့တော့ကြိုးစားပါ ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာပေးသူလေးအေးမြတ်ကိုဒိန်300ဝင်းသားဆိုကြီးပိုင်ဆိုင်စေခြင်းနဲ့နောက်တစ်ဆင့်တလန်းစေခြင်းနဲ့ဆိုရင်တော့ပရိသတ်တွေအနေနဲ့သူတီဆိုရှင်ပြန်ထားတဲ့3မိနစ်စာဗီဒီယိုလေးကို TikTok မှာအသေးလေးတွေဆက်ဆက် Facebook မှာ Share လေးတွေတက်တက်နဲ့ YouTube မှာကမန်လေးတွေအစမပြတ်နဲ့အားပေးဝင်ရရမှာပဲဖြစ်ပါတယ်ခင်ဗျာအားပေးဝင်ရတဲ့ပရိသတ်တွေအတွက်လည်း3500အထိကန်ထူးခွင့်ကြီးကိုပါရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်ကြီးတွေဝန်နှန်းနှွဲပြော်ဒူနိုင်းအစိုးပွဲတော်ကြီးကို Facebook မှာမြန်မြန် Share ပြီး 喂啊，阿贝来样了，怎么样？<noise> <noise>